်အခန်းလေး၎င်းနှင့်ညနေ6နာရီအချိန်ကရှိလျင်ဝတ်ထုပ်ဦးကျော်မင်းသည်အယူခန်းတွင်ဇီးလံတောက်ရက်ထိုင်နေရာမိမိရည်သည်မိမိမောင်လာချိန်ကြီးပြီဖြစ်သောကြောင့်ဝတ်ထုပ်မင်းကိုအိမ်မှာမနေစေလို၍ပြပြဒီကနေ့ညဘယ်မှမသွားဘူးလားဟုမေးလျင်ဘာလုံးမလုပ်လဲကိုပြန်ရင်မေးရဘာမှမလုပ်ပါဘူးပြေပေါင်းမှလာလို့သိချင်လို့မေးတာပါငါသွားချင်တော့မသွားချင်နေနင့်ပူပါလားဟုမျက်မှောင်ကျုပ်လေးပြောလိုက်လေ မိမိသည်ထက်၍မမေးဖို့ပဲအရေးကဲကိုသာကြည့်နေလေ။ဝှထောင်းမင်းလည်းသွားမိလက္ခဏာမရှိပဲငါယူဝက်ခန့်မှအကြောင်းထိုင်းလေးနေပြီလေ။မိမိသည်မောင်မချူတွေ့များစွာစိတ်ပူ၍နေစဲတယ်။မောင်ထုံးမြသည်ဝင်ပေါက်မှဝင်လာလေ။ဝှထောက်ကြီးကအလိုမောင်ထုံးမြပါလား။အခက်တက်လိုက်တာ။ဘယ်နဲ့လဲ။ဖူးမှုကလေးဟာလှုပ်ဆန်းမှဟုတ်ကွ။ငါဖမ်းမိတာမာနေပြီထင်တယ်ကွ။အရင်မိုင်မင်းကတနည်းကားမှုနဲ့ အမှုမထင်ရှားဘဲနဲ့ဖမ်းရမလားလို့အကျဉ်းခံရတယ်။ဒီမှုလည်းမထင်ရှားမှဖြစ်ငါဘလောက်မှမကောင်းမိဘူးလို့ပြောစင်းတွင်နောက်ထုံးမြတ်သည်မိမိရည်စိုးရင်လျက်ရှိသောမျက်နှာကိုမြင်သည်ဖြစ်ရင်းနေ၍ဟုတ်တယ်ဦးလေးဒီမှုကတော်တော်ကြက်တယ်။ကဲဒါဖြင့်ကနေ့ညပြီးတော့ကျွန်တော်အိမ်ကိုလိုက်ခဲ့ပြီးတော့အိမ်မှာမှဥရီစာဟုတွေစုံလျောင်းကြည့်ပြီးကျွန်တော်ပြောနိုင်မယ်ဦးဆိုရင်ဝေါထောက်ကြီးလည်းဝမ်းမြောက်စွာထားရင်မောင်ထုံးမြတ်ရဲ့အိမ်သူလိုက်သွားလေအိမ်သူရောက်ရင်15မိနစ်ခန့် စားအုပ်များကိုကြည့်ပြီးလေမောင်ထုံးမြတ်သည်나ယူကိုထုတ်ကြည့်လျက်အလိုဦးရင်ကျွန်တော်သတိပြနေတယ်မစ္စတာဘရောင်းနဲ့ကိစ္စကလေးရှိလို့ခရနာကြီးချိန်ထားတယ်ကျွန်တော်သွားလိုက်ဦးမယ်ကြာကြာမနေပါဘူးဦးဒီကစောင့်နေပါတော့အမှုကလည်းရစ်ချိန်ရနေပြီတနည်းများပြီးသွားမှတော့မယ်ဟုတ်ဒီမယ်အမကြီးဦးနဲ့စကားပြောနေပါဘူးကျွန်တော်ကိစ္စရှိတယ်ဦးပြောရင်အမကြီးကိုမြင့်ရိပ်ပြပြီးလေထွက်သွားလေမောင်ထုံးမြတ်သည်ဝှထုတ်ကြည့်အိမ်သူရောက်လေ မိမိကြီးကဖေဖေကိုဗမာနေရတလေကိုစီးရင်ရဦးတိတော်စိတ်ကြပါဘူမာမကြီးလက်အပ်ထားခဲ့ပါတယ်သူပြောရင်ကောင်းပါလေမောင်မင်းကြီးသားရှင်ဟောမောင်ကြီးလာပြီခုစိတ်မမေ့နေတာမမေ့ဘူးလားကဲဒါပြည့်ကျုပ်ရင်သွားပြီးစကားပြောလိုက်မယ်ပြီးတော့သူတို့သားမီတိတ်ပါစေမောင်ထုံးမြတ်ဒီအိမ်ဘုံမဆင်းရင်စိတ်ပန်းမီအောင်တူရပြီဝိဒ္ဓယံကိုမိုးရက်လျက်ရှိတော့မောင်မချုံနဲ့တွေ့လေမောင်မချုံမှာမိမိအိမ်မိပင်ကဲ့သို့ လူငန်းပြုတ်တော့သောစီတဘိုးရှိတာမိုးထောက်ကတော့ကြီးမားမှုမိမဖြစ်တဲ့အတွက် အလိုချစ်ကူပဲကောင်းမည်မောင်ကချုံမရောက်ကြားဖြစ်ရင်းနဲ့မိမလူမိမရလူငန်းသိမ့်မှုလို့ဒီပြင်လူများပြောသူကိုလူတကူယုံကြည်လိုက်ပါတဲ့ရဲ့တရေဘိုးကလည်းနင်းသည်ဖြစ်ရကတငယ်ချင်းပေါင်းတို့သည်ဘောတော်ဘချိုကိုအမိပေးကြကုန်ပြီစကားနှဲငယ်ပြောဆိုပြီးသည့်နောက်မောင်ကချိုကမိမိကိုကျွန်ုပ်စီလာမှလားအေးပါငါနဲ့ပြောပြီးတော့မိမိတွေ့ရပါလိမ့်မယ်မကြောက်ပါနဲ့ကွ မင်းနှခမ်းမင်းကြီးနဲ့မင်းဝတ်စားနဲ့မင်းကိုဘယ်သူမှမှတ်မိပါဘူးဒါနဲ့မင်းရဲ့ထုတ်ပတ်တီကိုငါ့ကိုပြန်ပြောစီခြင်းနဲ့ပြောပြမယ်လည်းကောင်းပါပဲဗျာဘယ်သူမှကျွန်တော်ကိုယုံမှမဟုတ်ဘူးခမားလည်းယုံမှမဟုတ်ဘူးရှင်းစမ်းပါဦးကွယ်ခက်မိမယ်လည်းပြောတော့ကဲဒါဖြစ်တော့တာကျွန်တော်ဒီမှာနေတုန်းကစီးရုံကဆရာမကလေးမမကြီးအိမ်ကိုကျွန်တော်ညစီလလိုသွားပြီးလေလေတော့ဖေဖေကကျွန်တော်အကြောင်းကြားရောကြားတော့ကျွန်တော်ကိုမတော်ရဘူးလို့တန်တန်ပြောတယ်ဒါပေမဲ့ ရင်းရှိတယ်ဟိုတိတ်တိတ်ကလေးကျွန်တော်သွားပြီးလဲခဲ့ကောင်းမလေးကတော့မင်းကိုကြိုက်သလားဒါတော့ကျွန်တော်မန်တိုင်းပြောနိုင်ဘူးတခါတလေကြိုက်တယ်ချိန်မှာရဲ့တခါတလေလည်းမကြိုက်ဘူးထင်တယ်သူ့ကိုလည်းကြိုက်တဲ့ကောင်မျိုးကတော်တော်ပိုးတယ်ကြိုက်တဲ့ထင်မှာတော့ကျွန်တော်တို့နှစ်ယောက်နည်းနည်းမေတ္တာရှိဖို့ပြရတယ်ဘယ်ကနှစ်ယောက်လဲကျွန်တော်နဲ့ဘတ်ထိုးဘူးဘယ်ကဘတ်ထိုးလဲဥပသာတက်တဲ့အကောင်ပေါ့ဒီကောင်ကအနောက်ပြေအကောင်ထင်ပါရဲ့ညပေးကြရင်စစ်ဘေးကလေးနဲ့လာလာပြီးလေအင်းမဖေရှိတဲ့အခါတော့သူမလာဘူးမရှိမှလာတာ ူလာမပြေအိမ်မေကကျွန်တော်ကိုစကားလက်တက်ခံမပြောဘူးအိမ်ပြန်ပြီးတော့လူပြောလိုက်မှဖြစ်ကျွန်တော်ကအိမ်မပြန်ပဲအသာလှည့်ပြီးချောင်းချီနေတဲ့အခါသူတို့ညဝင်းငါခေါ်ပေါ်ထိုင်ပြီးစကားပြောနေကြတာကျွန်တော်မြင်တာကြီးပဲအေးလေဟုတ်ပါပြီဒါနဲ့ဥပဒါသေးတဲ့အကြောင်းပြောစမ်းပါဦးအင်းမြအဖေကြီးကတော့ကျွန်တော်နဲ့သဘောတူချရတဲ့အချိန်နဲ့တနေ့တနေ့တော့ဖေကြီးက၆လုံးပြီးတနက်ကိုမြင်ဘူးလို့ကြည်ကျင်နေဆိုလို့အင်းမြဖေပါကလာအောင်းနေပြီးဖေဖေတနက်ကိုမရရအောင်ခိုးခိုးပြီးသူတို့အိမ်သွားရော သွားတော့ဖေးရတော့ဟဲ့အကောင်ဖေးသွားမလို့လေမေးတော့မမှန်ပြောပဲတငယ်ချင်းလာအောင်နဲ့အလဲသွားမလို့ပြောပြီးထွက်သွားတယ်။အီမစ်တူအိမ်ရောက်တော့အီမစ်ကမျက်နှာထားတမျိုးနဲ့ဒီကနေ့ပြန်ပြေဦးတော့မအောင်လို့ဆိုတော့သူပြောတဲ့စကားမျိုးဝင်မကြနားထောင်ပြီးညော့ဒီဒီနဲ့မင်းဖေးလာတော့ပြလိုက်ပါ ရင်းထိုးပြီးတော့တော့တတိထားခိုင်လို့ပြောပြီးအီမစ်ပြန်ပြီးပဲခက်လန်းလန်းကမျိုးကြည့်နေလို့စကားမနဲ့တော့လေးရှိရာအီမစ်တူအိမ်စီကတနက်တန်လဲကြွားရောဒီတနက်နဲ့ဥပသာတေးရပဲဖူမောင်ဝါချိုးကပြောပြီး ခေတ္တနာနေလေမောင်ထိုးမင်းမျက်နှာကိုစိုက်ရွေးကြည့်ကအခိခဲ့ရင်နေလေတင်းတဲ့တန်ကြာကြာချင်းထိုးပြီလေအင်းမြတ်တို့အိမ်စီပြေးသွားတာကျွန်တော်မြင်လိုက်ရတယ်ဒါနဲ့ဘယ်နဲ့အတိတ်ပဲလဲလို့ရပြီးစဉ်းစားနေတော့အင်းမြတ်တို့အိမ်စီကစမင်ဖူယူဖားရနဲ့လူတယောက်ထွက်ပြေးလာပြီးဝင်းမောင်းမှာထောင်ထားတဲ့စပိတ်ယူပြီးကျွန်တော်အနာကဖက်သွားတယ်ကျွန်တော်ကမောင်ကြီးကရက်နေလို့ကျွန်တော်ကိုသူကမမြင်ဘူးသူ့ကိုသာကျွန်တော်ကမြင်လိုက်ရတယ်မြေလုံးပြူးပြူးမြင့်ဆန်ပြူးပြူးနဲ့အင်တန်ကြောက်လာတဲ့မျက်နှာပဲ ကျွန်တော်နောက်အိမ်မက်ထဲမှာတော့ဒီမျက်နှာကြီးမြင်နေလို့အတော်ဒုက္ခရောက်သေးတယ်။အဲ့ဒီကောင်ကဘာထောပေါ့ကျွန်တော်လည်းဘာဖြစ်ပါလိမ့်မလို့အိမ်ထဲဝင်ပြေးပြေးကြီးတော့မိခင်ရောက်မှဥပါသာလောင်းကပလက်ကလေးလန်လို့အလောင်းသားမှာတော့ကျွန်တော်၆လူဝီသေးတဲ့ကကက်လုံနေတာမြင်တော့အင်းမရေးလို့ခေါ်လို့လဲဘသူမှမပြောဘူး။အိမ်ထဲမှာလည်းလူတယောက်မှမရှိတော့ကျွန်တော်စိတ်ထဲကကြောက်လာရောဒါနဲ့ဒီနေ့ကျွန်တော်ကောက်ပြီးပြင်းမယ်လို့တော့မမချူကပြောရေးစကားမဆုံးမိမောက်တော်မြတ်က ဘာဖြစ်လို့တနက်ကိုကောက်တလဲကိုထောက်ယူမိလိုက်ရထူကောင်မောင်ဖချူကမဆူနိုင်ဘူးကျွန်တော်စိတ်ကဒီဒီနဲ့ကိုလူတီနာမှာတွေ့ရင်ကျွန်တော်ဒုက္ခရောက်နေမယ်လို့ယူပြီးမယ်ကျန်တာပဲပြီးမယ်လို့လို့တော့လောက်ကကျွန်တော်စီပြေးလာတာမြင်တော့ဘာရောက်နေမဆူနိုင်ဘူးတနက်ကိုအိမ်ထဲတစ်ခါပြန်ပက်လိုက်ပြီးထွက်ပြေးသွားတာပဲထွက်ပြေးတာပဲလောက်ကနေပါဦးဆိုတော့တော့ကျွန်တော်လက်မကြည့်ဘူးပြောလိုက်တယ်မောင်ထုံးမြက်ကအဲ့ဒါခက်ဆုံးပဲဒီမှုစစ်စစ်တော့ကလောက်ကဒီတိုင်းစစ်စစ်ခံခဲ့တာဟုတ်ပြောလိမ့် ထူခါမှာဝါချူသည်မြေကူချီပြေးဆောက်နေတယ်။ဟုတ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ကအင်တန်ကြောက်တတ်တဲ့အကောင်မှာအဲ့ဒါနဲ့ကျွန်တော်ပြီးသွားတော့လမ်းမှာထိုးပြင်းနေတွေ့ရောဒီတော့ကျွန်တော်ကထိုးပြင်းကတင်းနဲ့တန်ကြားကြားချင်းကျွန်တော်ရင်ပြီးသွားတဲ့အကောင်ပဲဒီတော့ဘတ်ထိုးသူမြင်လိုက်เสียရှိရဲ့လို့အောင်းမိပြီးဟူခွင်းမှာတော့မြင်လိုက်ဘူးလားဟေ့လို့မေးတော့ဘယ်ခွင်းမှာသားလဲအင်းမြင်ပူနေတဲ့ဘတ်ထိုးလေးဆိုတော့အင်းမြင်ပူတာပြင်မင်းတယောက်ပဲရှိတာပဲဘယ်ဘတ်ထိုးလဲငါမသိဘူးလေမင်းတင်းနဲ့တန်ကြားဘူးလားဆိုတော့ကြားတယ်တဲ့ ော်ဖြစ်ဒီနေ့တန်ကြားတော့ AGU မင်းပြီးသွားတယ်မဟုတ်လားဆိုတော့ဘေးစီကလည်းဒါနဲ့သူမသိဘူးလေလို့အောင်းနေပြီးကျွန်တော်လည်းထွက်ပြေးရောတမောင်းတော်တော်စီပြန်တာပဲကွယ်မောင်းပါတယ်မောင်းပါတယ်ကျွန်တော်တို့မောင်းလို့ဆုံးနိုင်မယ့်အကောင်မဟုတ်ပါဘူးကျွန်တော်လှုပ်သူများဖြစ်မားကြီးပါပဲတခါတလေချေချော်လက်ချော်မှမှနိုင်နေလို့မရှိပါဘူးဒါနဲ့ဒီညပဲတခါလည်းထွက်ပြေးရောလားထွက်မပြေးသေးဘူးကျွန်တော်အသာရှောင်နေပြီးအဝေးကတည်နေထားနေတော့တရားသူကြီးကကျွန်တော်ပဲတက်တယ်လို့စီရင်ချေချလိုက်တယ်လို့ကြားရော် ကျွန်တော်လည်းထူပြီးရောခုမောင်မွေဆိုသည်တည်ကြည်စွာပြောလေဒုက္ခမောင်ထုံးမြက်လဲမောင်မွေချူရင်းမျက်နှာကိုစစ်စစ်ကြည့်တယ်မင်းငယ်မတက်လေဘာပြုလို့ထွက်ပြရသလဲဥပဒါကိုမင်းမတက်ရင်ဘာထုံးဆိုရကတက်တယ်လို့ပြောပါတော့လားမပြောရနဲ့တော့ခုထုံးမြက်ရင်ကျွန်တော်မိုက်လို့မပြောမိတာပေါ့တီတော်မြင့်ကြီးအောင်တွင်တူပြီးမိုက်ဟုံးမဲ့အကောင်ပါပဲခုထုံးမြက်လဲကျွန်တော်ပြောတာမယုံဘူးပေါ့လေဒါကြောင့်ကျွန်တော်အစားကပြောတာပဲသူ့တော်ကုထုံးမြက်မယုံကြည်နဲ့ယုံယုံကြည်နဲ့နေ ကျွန်တော်အခုပြောတာအမှန်တိုင်းကျွန်တော်ပြောတာပဲကျွန်တော်မိကိုဘယ်လောက်ချစ်လဲဆိုတော့ကိုတော်မြန်လည်းသိတယ်မလားဒီတော့မဟုတ်မမှန်ပြောခဲ့ရင်မမီးမျက်နှာတစ်တစ်တစ်မတွေ့ရတဲ့အပြင်ဘဝစက်တိုင်းစက်တိုင်းအမိတင်စားတက်ပြီးအဝီစည်းကမတက်ပဲရှိပြရစီဗျာခုမူတန်းနဲ့ကြိတ်ဆိုးလေးရင်မုံထုံးမြန်လည်းဘာမှပြန်မပြောပဲစဉ်းစားနေပြီးနောက်ဘတ်ဟုတ်မင်းနောက်တွေ့သေးလားကိုမေးလိုက်လေဒူကာဘချူကဒီကောင်ကိုကျွန်တော်တွေ့အောင်ရှာနေတာပဲမတွေ့သေးဘူးပြန်လို့လေ သူ့ရုပ်လက္ခဏာပြောစမ်းပါအောင်သူ့ပုံပန်းကတော့အောက်သားရဲ့ကိုယ်စားလဲအစင်မပြတ်ကောင်းကောင်းဝတ်ပြီးခေါင်းပေါင်းစားလဲရှိရှိရှားတက်တယ်စိတ်ကြည်သည်စိန်နာရည်ကြီးနဲ့လက်မှာလဲအင်မတန်ကြီးတဲ့စိန်လက်စုပ်ကြီးဝတ်တက်တယ်အသားအဖြစ်ဖြစ်စပင်းကောင်းကောင်းလူကလဲချုံလူကလဲချုံဝတ်ပုံစားပုံကလဲအင်မတန်အချိုးစားကြပြီးစကန်လဲအင်မတန်ကြီးရဲ့အကောင်တိပင်းကသူ့အကြောင်းဘာများသိသေးလဲတိပင်းကကြုံမသိပါဘူးအင်းမီပြောပုံတော့ဒီကောင်ပတ်စံတော်ချမ်းသာတဲ့လက္ခဏာပဲ ကဲကဲဒီမင်းပြောကြအောင်ရှိမင်းမိနဲ့တွားပြီးစကားပြောကြအောင်။ဘာလဲမင်းပြရုပ်တရက်ပြန်မလာရအောင်တွားပြီးစကားပြောကြအောင်။ပြောကမုံထုံးမြက်သေးမုံမချိုမိခင်ရှိရာတို့ပို့ခဲ့ပြီးလဲလမ်းတွေမုံမချိုရဲ့အကြောင်းကိုစဉ်းစားလိုက်အိတ်တို့ပြန်သွားတယ်။အိတ်တို့ရောက်လေဝှထောက်ကြီးဟာဥဒိစာဟုတို့မှာထုံထုံကြီးလူရင်းချစ်သုံးလေးခုကိုစကားရှိရှိဆွေးပြောပြီးလဲတနင်္ဂနွေခက်ကြအောင်ဆွေးရည်ထားလေမမချိုတောင်းမိနေရောက်လဲမိရီစစ်လက်နဲ့ 15မိနစ်ခန့်မြတ်စကားပြောကြပြီးလျှင်မုံမချူသည်မွေးတရားချက်ကိုအိမ်တွင်ထည့်၍မိခင်ကိုဦးတုံးချင်ချပြီးနမမိမိကိုလည်းနှုတ်ဆက်ပြီးအိမ်မှဖြင်းဖြင်းစွာဆင်းသွားသည်